နေမြေဆုံးရှုံးမှုတွေအတွက်အပြစ်ခတ်ရစေးရေးကြိုးပမ်းနေတဲ့စစ်ကောင်စီဟာတစ်ဖက်မှာလည်းအရက်သားတွေအပေါ်ပြစ်မှတ်ထားတဲ့အကြမ်းဖက်မှုတွေကို2025ခုနှစ်မှာအချိန်မြင့်ပြန်လည်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာအရက်သားပြစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်တာစစ်ကြောင်းထိုးတပ်ဖြတ်တာတွေနဲ့နေမီရှူတာတွေကိုဇက်တိုက်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။ AR ကစုဆောင်းထားတဲ့အချက်လက်တွေရ2025မတ်လ15ရက်အတွင်းမှာ စစ်ကောင်စီကရက်သား90ကျော်ကိုတပ်ဖြတ်ခဲ့ပါတယ်ဒါကတော့သူကတကယ်စစ်မြေပြင်မှာစစ်တိုက်နေရမယ့်နေရာမှာ မနိုင်တဲ့အခါကျတော့အရသာပြစ်မှတ်တွေကို တိုးပြီးဖျက်ဆီးတာပြစ်မှတ်ထားတာလုပ်တာပေါ့အရသာတွေထောက်ခံနေလို့ဒီလိုဖြစ်တာဆိုပြီးထောက်ခံနေတဲ့လူတို့ကိုမထောက်ခံရအောင်လိုက်တိုက်ခိုက်နေတာပေါ့ရှမ်းပြည်နယ်မြဝိုင်းနောင်ချိုမြို့ကစေရဒနာပရိယတ်တိစတင်တိုက်ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့ရဟန်းတန်ဃာတွေအပါအဝင်အရသာ၁၀ဦးတေဆုံးခဲ့ပါတယ် ပြီးခဲ့တဲ့မလ14ရက်နေ့ကလည်းမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ခလေး6ဦးအပါအဝင်အရက်သား22ဦးသေဆုံးခဲ့ရပါတယ်။ဒါအပြင်မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်ရွာကိုမလ9ရက်နေ့ကနေ12ရက်နေ့ထိစစ်ကောင်စီကစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးအဲ့ဒီရွာကရက်သားတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အရက်သားတအူးကိုခေါင်းဖြတ်ပြီးငုံမှစိုက်ထားခဲ့တယ်လို့ အရဲသား16ဦးကိုလည်းမိရှုတပ်ဖြတ်မှုတွေလုံဆောင်ခဲ့တယ်လို့ဒေသရင်းအခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်ဒီလိုလုံဆောင်မှုတွေဟာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားတိုက်ပွဲတွေနှဲလာပြီးတဲ့နောက်ပိုတွေ့လာရတာလို့စီရေးသတင်းရင်းမြစ်တွေကပြောကြပါတယ်ချင်းမှာဆိုလဲကျွန်တော်တို့ဒီဗမော်မှာပဲတိုက်ပွဲကြီးကြီးမားမားရှိတယ်ဗောနော်ကျွန်တော်ရှမ်းမြောက်ဘက်မှာငြိမ်တော့တူတက်တွေရှမ်းမြောက်ကတခုခုစကားပြောနေတယ်တူတက်တွေပြန်ပြီးတော့ထုတ်လာနိုင်တဲ့ အနေထားမျိုးလိုလည်းတွေ့ရတယ်။ဘာလို့လဲဆိုတော့အခုကျွန်တော်တို့ညောင်ကျိုးစခန်းဆိုရင်လည်းတောက်လျှောက်ပြေးနေတာပဲ။ပြေးနေတာကိုသူတို့တွေအင်အားတွေမရရအောင်ဖြည့်နေတာပဲ။အဓိကအမှန်ပါတယ်ဒီကျွန်တော်တို့အရင်တော့ရှမ်းမြောက်ကချင်ပေါ့နော်။အဲရခိုင်ပေါ့ရခိုင်ကလည်းသုံးမျိုးတည်းပဲကြံတော့တာဆိုတော့တိတ်ပြီးသူတို့ပါနဲ့ပါပါစေဆိုတဲ့ပုံစံမျိုးထားတယ်ထင်တယ်။အဲဒီဘက်ကျွန်တော်တို့ဤအော်တွေမရှိတဲ့ဘက်ချမ်းမှာသူတို့တွေပို့ပြီးတော့စစ်ကြောင်းတွေပို့ထိုးလာတာကိုတွေ့ရတယ်ဗျ။ဟော။ မလအတွင်းရေစီုံမျိုးကကျေးရွာ14ရွာထက်မနည်းကိုစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်နေပြီးနေအိမ်မိရှုမှုတွေကိုလှုပ်ဆောင်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာပေါ်ပေါက်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးကာလတွေအတွင်းသခိုင်းနိုင်ငံဒေသတွေမှာနေအိမ်မိရှုခံရမှုတွေတိတိတသာကြာဆင်းခဲ့ပေမဲ့2025ခုနှစ်မှာတော့ရွာလုံးကျွတ်မိရှုမှုတွေကိုပြန်မြင်လာရတာဖြစ်ပါတယ်။အဲဒီလိုပဲသူတို့ပေးကြည့်နေမှသိရတော့ ဟိုဒီ PDF တွေဒီအနက်ကစွဲတွေကိုရွာလဲဝင်ဆိုင်မယ်ဒါမျိုးလက်ခံမယ်ဆိုရင်ဒါမျိုးဖြည့်ရဖြစ်မယ်ဆိုတော့အဲပုံစံမျိုးပေါ့နော်ဟိုဒီဒီအလိုတိုက်ခိုက်တိုက်ခိုက်တာပေါ့နော်ဒါတွေကအဲပို့ပြီးတော့နောက်စစ်ပွဲတော့ပို့ပြီးတော့ဒီလူတွေလက်မခံလာပြီးတော့ဟိုဘယ်လိုပေါ့မလဲသူကတော့ရှင်းပြန်စစ်တပ်ကတော့ဟိုကသူကစောကြီးတွေအစွမ်းကုန်ကြီးရက်တ်နေရုံမှာမယ်သူ့လောက်တာပေါ့ဟိုတော့သူတို့ပြောထားတဲ့စကားကြီးစစ်ပွဲမှာမတရားတာမရှိဘူးပေါ့နော်ဒါစစ်ပွဲနိုင်မှုအတွက် 哎，石油嘛，石油的东西嘞，除了开采嘛，这个这些是上面我老大管咯。啊，所以嘞，啊，比如就上面在这个学习嘛嘞，啊，上面在招商引资上面，上面我爷爷这些都在上面做主呀。我儿子这样弄下都，他们妈给我弄弄皮钱了，都给那爸妈给我们讲一讲了。